ဆူဒန်ရှိရက်သားများပေါ်အကြမ်းဖက်မှုအားတရုတ်ကပြစ်တင်ရှုံချပြီးပြည်ပခအဆုံးသက်ရန်တောင်းဆိုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရုတ်နိုင်ငံဟာဆူဒန်နိုင်ငံမြောက်ပိုင်းဒါဖာပြည်နယ်အဖက်ရှာမြို့ကို Rapid Support Force RSF တပ်ဖွဲ့ဝင်တွေကတင်ပိုက်ပြီးတဲ့နောက်ရက်သားများပေါ်အစုလိုက်အပြုံလိုက်တပ်ဖြတ်မှုအားကျူးလွန်ခဲ့ခြင်းနဲ့ပတ်သက်၍အကြမ်းဖက်မှုများကိုပြစ်တင်ရှုံချလိုက်ပါတယ်။တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနရောရေးဆိုခွင့်ရှိသူမော်နင်းက တရုတ်နိုင်ငံဟာဆူဒန်အခြေအနေကိုအနီးကပ်စောင့်ကြည့်နေပြီးအရက်သားများပေါ်ပြုတ်မှုတွေလောက်ရက်များကိုပြစ်တင်ရှုံချတယ်လို့တနင်္လာနေ့ကပြောကြားခဲ့ပါတယ်။တရုတ်နိုင်ငံအနေနဲ့ဆူဒန်နိုင်ငံရဲ့ပြည်ပခါကိုအမြန်ဆုံးအဆုံးသတ်နိုင်ရန်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြက်တဲကိုလျှော့ချနိုင်ရန်နိုင်ငံရေးလုပ်ငန်းစဉ်ကိုစောစီးစွာပြန်လည်စတင်နိုင်ရန်နဲ့ငင်းချမ်းရေးနဲ့ဒီငင်းရေးကိုပြန်လည်ရယူကာပြန်လည်တိဆောက်ရေးနဲ့ဖွံ့ဖြိုးတိုးတက်မှုကိုအောင်မြင်နိုင်ရန်မျှော်လင့်ကြောင်း Morning ကဆိုပါတယ်။ RSF တပ်ဖွဲ့များဟာအော်တိုဘာလ26ရက်နေ့မှာမြို့တော် FHR ကိုတင်ပိုက်ခဲ့ပြီးဒေသတွင်းနဲ့နိုင်ငံတကာဖွဲ့စည်းများရဲ့အဆိုအရရဲသားများအားတပ်ဖြတ်မှုများကျူးလွန်ခဲ့ပါတယ်။ဤမြို့ကိုထိန်းချုပ်လိုက်ခြင်းဖြင့်ဆူဒန်ကိုအရှိအနောက်ပိုင်းခြားသွားနိုင်တယ်လို့သတိပေးမှုများထွက်ပေါ်နေပါတယ်။ RSF ခေါင်းဆောင်မိုဟာမက်ဟက်ဒန်က၎င်းရဲ့တပ်ဖွဲ့များဟာ FHR မှာ ချိုးဖောက်မှုများကျူးလွန်ခဲ့ကြောင်းဝန်ခံပြီးစုံစမ်းစစ်ဆေးရေးကော်မတီများဖွဲ့စည်းထားတယ်လို့အခိုင်အမာပြောဆိုထားပါဗျာ။ဆူဒန်စစ်တပ်နဲ့ Rapid Support Force RSF တို့ဟာ2023ခုနှစ်ဧပြီလ15ရက်နေ့ကတည်းကစစ်ပွဲဖြစ်ပွားခဲ့ရာစစ်ပွဲဖြစ်ပွားခဲ့ရာဒေသတွင်းနဲ့နိုင်ငံတကာရဲ့ဂျားဝင်စစ်ဆက်မှုများမအောင်မြင်ခဲ့ပါဘူး။ကုလသမဂ္ဂနဲ့ပြည်တွင်းအစီရင်ခံစာများအရာဤပြည်ပခါကြောင့် လူပေါင်း2000တည်ဆုံးခဲ့ပြီးလူဦးရေ15စန်းကျော်ဟာဒုက္ခသည်များနဲ့ပြည်တွင်းနေရဲဆွတ်ခါရသူများဖြစ်လာခဲ့ပါတယ်။အဖက်ရှားမြို့တိမ့်ပိုက်မှုနောက်ပိုင်းမှာလူပေါင်း6200ကျော်နေရဲဆွတ်ခါခဲ့ကြောင်းသိရပါတယ်ခင်ဗျာ။